မကွေတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်သို့ဇွန်တကစတင်ပြီးစစ်ကောင်စီတပ်ကအင်အားထောင်ကနေနေပါဖြင့်ဦးတီစစ်ကြောင်းထိုးနေပြီးလေကြောင်းကပါနေစဉ်ပုံကျဲတိုက်ခိုက်ရာမြို့သားတအူးဒေဆုံးနှစ်ဦးတန်ရာရရှိခဲ့သည်ဟုဒေတာခန့်များနှင့်ဒေါ်လန်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်စစ်ကြောင်းကမင်းနစ်ခုနှစ်တွင်ပခုတ်ကူခြေဆိုင်တမတရားတမရှိပြင်းအားနေရခန့်ဖြင့်စတင်ထွက်ခွာလာခြင်းဖြစ်သည်ဟုဒေတာခန့်များထံကသိရသည်ဇွန်တွင်မော်တော်ယာဉ်တရ90ကျော်သည့်ရိခာရင်နှက်ပါဝင်စစ်တီအင်အား900ကျော်ဖြင့် ကမမျိုးကိုထပ်မံရောက်ရှိလာသည်ဟုသိရပါသည်။စကမမျိုးအထက်ပေါကမလန်းပေါ်ရှိတန်ဘိုရွာကြီးတွင်ဇွန်လ3ပိုင်းကစတင်ပြီးရိခါတင်မော်ရော်ရင်တရ90ခန့်ပါဝင်သည့်ရိခါဖို့ရင်တန်းကြီးရှိပြတဲ့နှင့်တော်လန်ရေးတက်ခွေများတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဤစစ်ကြောင်းမှုဒေသုံးကဇွန်8တွင်ကမမျိုးတို့ပြန်လည်ဆုတ်ခွာသွားသည်ဟုထိုဒေသအခြေစိုက်ပခုတ်ကူခရိုင်တပ်ရင်းစဲ့တဲ့တရင်ရင်မြစ်ကပြောသည်။ရိခါကားတန်းကိုရောက်အောင်ပို့ချင်တာပေါ်တာဆွဲတာထက်လူသားတိုင်းလုတာပေါ့အဲ့ဒါတွေတော့ရှိတယ်လေချောင်းကလည်းစစ်တိုက်ကြတဲ့ ဖာယာမိုရာရောဝိုင်တွဲရောချက်ဖိုက်တာရောတယုံရော့ဆုံလို့ပဲဟုရဲဘော်တို့ကပြောပါတယ်။ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီလေတက်ကဟောက်ကမလန်ပိုင်းရှိဂျိုးပြန်နဲ့မန်ကြီးတုံးပင်ရွာနီးကိုလေးချောင်းဖြင့်ဇွန်6မှဇွန်10ထိနေ့စဉ်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရပါတယ်။ထိုစစ်ကြောင်းတွင်တင်ကားနှစ်စီးပါဝင်လီလန်ရှင်လင်းသည့်ဝင်းချီဆက်ဘဟိုးသုံးစီးနဲ့ရင်မောင်း၅ဦးကိုပါအတက်မခေါ်ဆောင်လာပြီးဘဟိုးရင်မောင်းများကထွက်ပြေးကြသည်ဟုကမမြုတ်ခန့်အမျိုးသားတို့ဦးကလည်းပြောပါတယ်။ ရိခါကားရောစစ်ကြောင်းကားတွေရောဆိုရင်စစ်ကား150လောက်ရှိတယ်တင်ကားတင်လာတဲ့ဆက်နှစ်ပြီးတွဲကားနှစ်စီးပါတယ်ဗဟိုးတွေ3စီးလောက်ပါတယ်ဗဟိုးသမားတွေတချို့ထွက်ပြေးကြတယ်ထွက်ပြေးတဲ့သူတွေလည်းအပြစ်ခံရလို့တယောက်တည်းရတယ်ထိုးစစ်ကြောင်းဒီဇွန်6ကစတင်ပြီးပေါင်းမျိုးတို့စစ်ကြောင်းထိုးနေပြီးအခုခုခရိုင်ရှိဒေါ်လန်ရင်အင်အားစုကြီးခုခံစစ်ကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ကမမျိုးတို့ပြန်လည်ဆုတ်ခွာလာပြီးကမမျိုးပေါ်ရင်တက်ဆွဲထားသည့်နေအိမ်များနဲ့ဈေးကိုဖောက်ထွင်းလူရက်နေကြသည်ဟုသူကဆက်ပြောပါတယ် အိမ်တွေကိုကုန်ဖောက်တယ်တွေ့သည်မြ၊ကုန်ယူတယ်ကမစည်းဆိုရင်ဘာမှမရှိတော့ဘူး။ဒီကောင်ကြီးကုန်ဖောက်ပြီးတော့ယူချင်တာကုန်ယူတယ်စားစရာတောက်စရာချက်စရာပြုတ်စရာကုန်ယူတယ်။မုံဆိုင်ကုန်ကြောက်ဆိုင်တွေကအစပေါ့ကမစည်းကတော့အကုန်ဖောက်ခံရတယ်ဟုသူကပြောပါတယ်။ထို့သောစစ်ကောင်စီတပ်ကကမမျိုးတွင်တက်ဆွဲထားရမြို့ခံများထွက်ပြေးတင်းရှောင်နေကြရပြီးမတင်းရှောင်နိုင်သည့်တက်ကြီးရွယ်အိုများမှနေအိမ်များတွင်ပိတ်မိနေကြသည့်ရဲခါပြက်လက်နေပြီဖြစ်လျက်ကျမ်းမာရေးအခြေအနေစိုးရိမ်ရသည်ဟုဒေတာခံများထံကသိရပါတယ်။ စစ်ကြောင်းကရှိသေးတော့ကမတ်တမျိုးလုံးရှောင်နေကြရတယ်မျိုးထဲမှာပိတ်မိတဲ့သူတွေတချို့လည်းရိတ်ခါဝင်မရတော့ဘူးလွတ်မယ်ထင်ပြီးမရှောင်ကြတဲ့သူတွေကကြတော့မျိုးကတမျိုးလုံးပြေးတဲ့အခါကြတော့ဗားစည်းဆိုင်မှလည်းမရှိဘူးဝဲချန်းစားတော့ဆရာမရှိတော့တချို့သူတွေဆိုရိတ်ခါပြတ်တဲ့သူတွေလည်းပြတ်နေကြပြီပေါ့ဟုကမမျိုးခန့်နောက်ထပ်မျိုးသားတဦးကပြောပါတယ်ထို့ပြင်လေတက်ကဇုံကိုးတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ဇုံကုန်းရွာကိုခီးဒီတင်လေရင်ဝိုင်တွဲဖြင့်ပေါင်ကားရဘုံကျဲချတိုက်ခိုက်ခဲ့ရာ မျိုးသားတဦးတေဆုံးသည်ဟုဆက်ပြောပါတယ် ကမမျိုးမြောက်ဘက်ကစွန်ကုန်းရမှာလေချောင်းနဲ့ဘုံကျဲသွားတာပြည်သူတို့ဦးတည်တယ်။နှစ်ဦးတန်ရာရတဲ့နမီတော့မတိဘူးအမျိုးသားတို့ဦးတည်ပြီးနှစ်ဦးတန်ရာရသွားတယ်ပါယာမိုရာနဲ့ချသွားတာတဦးတည်ပြီးနှစ်ဦးတန်ရာရသွားတယ်ဟုသူကဆက်ပြောပါဗါးစစ်ကောင်စီတပ်ဤစစ်ကြောင်းထိုးမှုကြောင့်ကမမျိုးခံများပါဝင်အနီးအနားရှိခြေရွာများဖြစ်သည့်ရေမြက်ရွာသားအေးထန်းတပင်ရန်ကင်းရေလာကြီးပြည်အိုင်အင်ဂျင်ပင်တန်ပုံမကြီးသုံးပင်ဂျိုးပြန်ဆက်သည့်ခြေရွာနှစ်ဆက်ကျော်မှလူဦးရေတောင်းနှင့်ချီပြီးစစ်ဆောင်နေရသည်ဟုဒေတာခံများထံကတိရပါဗါး အေယာဝတီမြေနောက်ဘက်ကရှိပခုတ်ကူခရိုင်ကမပေါက်နှင့်မြိုင်မြို့နယ်များမှာဒေါ်လန်ရေးတပ်ဖွဲ့ဝင်များစုမိုးထားသည့်နယ်မြေများဖြစ်ပြီးတိုင်းရင်သားလက်နက်ကင်တပ်ဖွဲ့များအားကောင်းသည့်ချင်းပြည်နယ်နှင့်လည်းချိတ်ဆက်နေရာစစ်ကောင်စီတွေ့တာမကဒေါ်လန်ရေးတပ်ဖွဲ့များအတွက်လည်းအရေးပါသည့်ဒေတာဖြစ်ပါသည်